speaking ကျွမ်းကျင် speaking များများလေးကျင့်မရမယ်ဆိုလို့အများကြီးတော့လေ့ကျင့်ပါရဲ့ဒါပေမဲ့တစ်ခါလေ့ကျင့်လဲဒီပုံစံနှစ်ခါလေ့ကျင့်လဲဒီပုံစံဒီ level မှာတင်ခံနေပြီးတော့မှဒီထပ်ပို့ပြီးမတိုးတက်လာဘူးဆိုတာမျိုးလည်းတို့ခံစားဖူးကြမယ်ထင်တယ်ဒီ video မှာဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုရယ်လမ်းညွှန်ချက်ကိုညွှန်ပြပေးသွားပါမယ်တစ်ဆက်တည်းမှာ speaking နဲ့ပတ်သက်ပြီးလည်းတို့လောက်တက်ကြတဲ့အမှားတချို့ကိုလည်းတစ်ခါတည်းထောက်ပြပေးသွားမယ်ပေါ့နော် တေချာရာကစကားထိုင်ပြောနေရုံနဲ့ speaking ကောင်းလာဖို့မျှော်လင့်လို့မရပါဘူး because အဲ့ဒီအတွက်ဆိုရင်ကျွန်တော်တို့ဟာ you are ချက်ပါတဲ့တိုးတက်မှုတွေကိုကိုယ်တိုင်လှုပ်ဆောင်ရပါတယ်ပြောချင်တာဟုတ်စကားပြောစရာရှိပြောမယ်သူ့အတူတိုးတက်စရာရှိတိုးတက်လိမ့်မယ်ဆိုပြီးတော့မျှော်လင့်ချင်တာဒါရုပ်တည်မရှိဘူးပေါ့နော်ကိုယ်ကိုယ်တိုင်တိုးတက်လာအောင်လှုပ်ဆောင်ဖို့လိုတယ် and အဲ့လိုမျိုးလှုပ်ဆောင်ဖို့အကောင်းဆုံးနည်းလမ်းကကိုယ်မှာရှိတဲ့အားနည်းချက်တွေကိုအတိအကျရှာဖွေပြီးတော့အဲ့ဒီအားနည်းချက်တွေကိုဓာတ်ရိုက်ကုစားခြင်းဖြစ်ပါတယ်ဒါဟာအကောင်းဆုံးနည်းလမ်းလို့ပြောလို့ရတယ်အခုလိုမျိုး learner တို့က speaking လေ့ကျင့်ပေမဲ့မတိုးတက်လာဘူးဆိုရင် ဖြစ်နိုင်ခြေရှိတာလေကိုယ်မှာရှိတဲ့အားနည်းချက်တွေကများလွန်တဲ့အခါအော်အဲ့ဒီအားနည်းချက်တွေကကြီးလွန်တဲ့အခါမှာကိုယ့်ရဲ့ speaking totem မှုကိုအဲ့ဒီအားနည်းချက်တွေကဆွဲချတယ်လို့ဖြစ်နေတာဒီလိုကိုယ့်ရဲ့ totem မှုကိုဆွဲချနေတဲ့အရာကိုရှာဖွေပြီးတော့အဲ့ဒီအားနည်းချက်တွေကို အာကွာထိတိယယောက်ပြုပြင်နိုင်မှသာလင်ကိုယ့်ရဲ့ speaking ကတိုးတက်မှာဖြစ်ပါတယ်အဲ့တော့ခုလိုမျိုး learner တွေရဲ့ speaking တိုးတက်မှုကိုစွဲချနေတတ်တဲ့အာအနေချက်တွေလို့ပြောလို့ရမယ်အဲ့ဒီအာနေချက် main အနေနဲ့၅ခုရှိတယ်ဒီ၅ခုကိုကျွန်တော်မျှဝေပြသွားပါမယ်အာ learner တို့နားထောင်ရင်လည်းတခါတည်းအာကိုယ့်ကိုချင်းချိန်နေပေါ့နော်ကိုယ့်မှာဒီအာနေချက်ရှိနေလားပေါ့ရှိနေတယ်ဆိုရင်ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ solution ကိုကျွန်တော်နောက်မှာဆက်ပြီးတော့ပြောပြပေးသွားအောင်မယ်ဆိုတော့အဓိကအာနေချက် number 1ကတော့စကားချိန်မပြောတတ်တာ like စကားပြောပြီး um တမင်းနဲ့နမနဲ့လောက်နေပြီးရင်မပြောတတ်တော့တာလေ။ or စကားအရှိကြီးပြောရတော့မှဆိုရင်မပြောတတ်တော့တာလေ။ဒီဥစ္စာအားနဲ့ချက် number 1လို့ပြောလို့ရတယ်။ and number 2ကတော့ fluency ကိုရင်ကအားနေနေတာစကားကိုချောမွေ့စွာမပြောတတ်တာပေါ့နော်။ and verb ဘိုင်းအားနေတာရှိမယ်။ grammar ဘိုင်းအားနေတာရှိမယ်။အတန်ထွက်ဘိုင်းဆိုင်ရာအားနေတာရှိမယ်။ဒီ၅ခုက learner ရဲ့ speaking တိုးတက်မှုကိုဆွဲချနိုင်တဲ့အရာတွေလို့ပြောလို့ရတယ်။ပြောချင်တာဒီ level ၅ခုမှာတစ်ခုခုမှာအရန်အားနေနေရဆင်ကိုက ြင့်ပေမဲ့လည်းအာ speaking မကောင်းနိုင်ဘူးပြောချင်တာအတန်တော့ဆိုးဆိုးဝါးအာနေနေတာမျိုးဆိုရင်အများကြီးလေးကျင့်တော်လဲပဲကိုယ့်ရဲ့ speaking fluency ကမကောင်းနေဘူးဆိုတာမျိုးဖြစ်နေမယ် or vocab အရန်အာနေပြန်တော့လဲလေ့ကျင့်တာများပြီမယ်ထွတ်ထွတ်ထွတ်မကောင်းနေဘူးဥပမာဒီအာနေချက်၅ခုထဲကတစ်ခုခုရှိနေတယ်ဆိုရင်အဲ့ဒီအာနေချက်ကိုပြုပြင်ပါ ဲ့ဒါအရင်ရေးကြည့်သွားမယ်ဒါမှကိုယ့်ရဲ့ speaking က next level ကိုရောက်မှာဖြစ်တယ်ဘလို့ပြုပြင်မလဲဆိုတာကိုတစ်ခွချင်းစီဆွေးနွေးပြီးသွားပါမယ်ဆိုတော့ပထမအဦးဆုံးစကားအကြောင်းအရာအရှိကြီးဆိုရင်မပြောတတ်တဲ့ပြဿနာကိုဘလို့ဖြေရှင်းမလဲကနေစကြပါဘောနော် ခုလိုပြောစရာအကြောင်းအရာရှာမတွေ့တဲ့ပြဿနာ or စကားအရှိမပြောတတ်တဲ့ပြဿနာကိုဖြေရှင်းဖို့အရန်ကောင်းတဲ့နီလန်းကအာကြိုတင်ပြင်ဆင်ခြင်းလို့ပြောရမယ်တကယ်တော့ကြိုတင်ပြင်ဆင်ခြင်းဟာဒီအခက်ခဲအတွက်မှမဟုတ် speaking လေ့ကျင့်ဖို့တနည်းအားဖြင့် speaking တိုးတက်မှုမြန်ဆန်စေဖို့လှုပ်ဆောင်ရမယ်တခုတည်းသောအရာကိုပြောပါဆိုရင်လည်းကြိုတင်ပြင်ဆင်မှုလို့ပြောရမယ်ဒီဥစ္စာတကယ်ကိုကောင်းတဲ့အာနီလန်းဖြစ်ပါတယ်စကားပြောတဲ့အခါလက်တမ်းမပြောကြည့်အမြဲတမ်းကြိုတင်ပြင်ဆင်ပြီးတော့မှပြောမယ်အဲ့လို learner တို့ကကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်ဟိုပြောမဲ့စကားဟောဗျာကြိုတင်မျော်လင့်လို့ရတာဟို ိုးဥမာဒီည speaking practice လုပ်မယ်ဆိုရင်ဒီညဘာအကြောင်းအရပြောမှလဲဒါဆိုရင်ပြောမယ့်အကြောင်းအရသိပြီဆိုရင်အဲ့ဒီအကြောင်းအရနဲ့ပတ်သက်တဲ့အဲ့ဒီ topic နဲ့ပတ်သက်တဲ့အကြောင်းအရ data တွေကိုရှာဖွေထားလို့ရတယ်ရွေးချယ်ထားလို့ရတယ်ပြီးရင်အဲ့ဒီ data တွေကိုသုံးပြီးတော့ကိုတယောက်တည်းစကားအရှိကြီးအပြောလိကျင်လို့ရသေးတယ်တစ်ဆက်တည်းမှာဘလို့အချက်လက်တွေဆက်ပြီးပြောရမလဲဆိုတာမသိဘူးဆိုရင် learner dot အဆင်ပြေတာ wh question တွေရောအဲ့ဒီ wh question word လေးတွေကိုရေးချထားလိုက်အာအများရန်ဘေးနားမှာရေးချထားလိုက်ကွာအဆင်ပြေပြီးရင်အဲ့ who နဲ့ပတ်သက်တဲ့ info ဘာပြီးလို့ရမလဲ what na patare info ba pilu yam le when na patare info why na patare info how na patare info ba info ri pilu yam le sa de phyin wh question ne tho chain mi do ma information ni sha me soin le pyo sia a chang ri a myai phit twar de da soin naw ta sin ga ko ya shi la de data ri ko san ne da ja su phwe bi do ma pyo phu be lo at la ma and a ri su phwe mu a a khat khe ro ma ma shi ba a she yaw lai naw yaw lai ma phit si phu be ta ti tha lai bo no a season a season da ja pyo yin ya bi um ta sat the ma lenardo twar phit nai ne a khat khe ya jaw connector ma ti de a ne cha so zaga ya အချိတ်ဆက်လေးတွေမတိတဲ့အခါကျတော့စကားအဆက်ဆက်မရှိဘဲနဲ့အမ်ပြတ်တောင်ပြတ်တောင်တောင်းကြီးပေါ့နော်နားထောင်ရတာတမျိုးပဲအဲ့လိုမျိုးမဖြစ်စေဖို့တူ connector တချို့တော့လိလာထားပေါ့နော်ပြီးတော့တေချာတာတော့များများလေးကျင်းရမှာပေါ့နော်ဟိုတစ်ခါတော့ပြင်ဆင်ပြီးတော့မှပြောဆိုရင်ချုံးဝင်မှာမဟုတ်ဘူးအဲ့လိုမျိုးကြိုတင်ပြင်ဆင်လိုက် data တွေရှာဖွေလိုက်ရွေးချယ်လိုက်ပြီးတော့ကိုယ့်ဘာသာကိုစုဖွဲ့လိုက်ကိုတယောက်တည်းပြောကြည့်လိုက်အဲ့လိုမျိုးတော့ practice လေးများများလုပ်ရုံနဲ့တဖြည်းဖြည်းနဲ့စကားပြောနိုင်စွမ်းပိုရှိလာတာကိုတွေ့ရပါလိမ့်မယ် ီတခါကွာ speaking legend တော်လည်းပဲဒီ level မှာတင်တက်နေပြီးတော့မှတိုးတက်မှုမရှိဘူးလို့ခံစားနေရတယ်ဆိုရင်ဖြစ်နိုင်တဲ့နောက်ထပ် reason ကကျတော့ fluency ပိုင်းဆိုင်ရာမှာအားနေတာ or fluency ကိုအားနေစေတဲ့လက္ခဏာတချို့ကိုယ်စီမှာရှိနေလို့ဖြစ်မယ် so fluency အားနေတဲ့လက္ခဏာတချို့ထဲမှာအဓိက၄ခုရှိပါတယ်ပထမတစ်ခုကတော့ရစကားအဆအစကားကြအဆနဲ့အဆုံးထိကိုကျွန်တော်မွေးကိုမပြောတတ်တာအထင်ကောက်တွေတောက်လျှောက်ဖြစ်နေတာမျိုးအာဒီအားနေချက်ရှိနိုင်တယ်ဒီဥစ္စာတော့ habit အားနေတဲ့ပြဿနာပါစကားပြောအလေ့ကျင့်မရှိတာပေါ့နော်ဘယ်လိုဖြစ်ရှင် မလဲဆိုတာခဏညီမဆက်ပြောမယ်ဗျာဒုတိယလက္ခဏာကျတော့အဖြတ်တောက်တွေမသိတာဒီဥစ္စာလူပြောနေတယ်လူသိနေတယ်အမ်တိတ်အရေးမပေးကြအောင်ဒါပေမဲ့အဖြတ်တောက်အရန်အရေးကြီးပါတယ်အဖြတ်တောက်မှန်ဖို့လိုတယ်ကွာအဖြတ်တောက်ဝိုင်းဆိုင်ကဘလို့ဖြတ်တောက်ရမယ်ဆိုတာမသိဘူးဆိုင်အပုပ်ကွာ fluency ဘိုင်းအာနန်းနေအောင်တွေ့ရပါလိမ့်မယ် and number 3ကတော့ filler sound တွေအာများနေတာ number 4ကတော့ repetition တွေများနေတာတခုကျင်းစီကိုပြန်ရှင်းပြမယ်နော်ပထမလက္ခဏာကစကားပြောတာအထင်ကများနေတာ and ဒီပြဿနာက တိရတိုင်းမဲ့စကားပြောတဲ့အလေးချင်းမရှိလို့ဖြစ်ပါတယ်အဲ့တော့အလေးချင်းတည်ဆောက်ရတာလွယ်တယ်မြ мян ပြောရုံနဲ့အလေးချင်းဖြစ်ပေါ်လာလေးရှိရဆိုတော့မြ мян ပြောဘောနော်ဒါဆိုရင်တဖြည်းဖြည်းနဲ့အချင်းငေါ်တွေကင်းစင်လာလိမ့်မယ်ဒုတိယလက္ခဏာကျတော့အဖြတ်တောက်မသိတာအဲ့ဒီအဖြတ်တောက်ကအရေးကြီးတယ်စကားပြောတဲ့အခါအဖြတ်တောက်လေးတွေနဲ့ပြောတာဖြစ်တဲ့အတွက်ကအဖြတ်တောက်မသိရင်ဘယ်နာရက်လို့ဘယ်နာဖြတ်မှန်းမသိတော့ရက်ချင်နေရရက်ဖြတ်ချင်နေရဖြတ်ဘယ်နာမှအတက်ကိုရက်ပြီးတော့ရှူရမှန်းလည်းမသိဘူး ပြဿနာတက်အဲ့တော့ချုံမုံမရှိအန်ဒိုစာမထင်မှတ်ပဲနဲ့အခြေကြီးရဲ့အရာဖြစ်ပါတယ်အဲ့ကြောင့်အဖြတ်တောက်ကိစ္စမသိဘူးဆိုရင်အဖြတ်တောက်လေးတွေလေ့ကျင့်ပါအမ်လေ့ကျင့်တဲ့အခါမှာလည်းလွယ်ပါတယ်နီလန်းတစ်ခုရှိရတစ်ခုကကျတော့ sharing method နဲ့ပေါ့နော် sharing ကိစ္စမပြောဘူးလားတော့မသိဘူးအမ်မပြောဘူးဘူးဆိုရင်လည်း maybe ကိုယ့်ဘာသာကိုယ်တစ်ချက် line မှာ share ကြည့်လို့ရပါတယ်တော်တော်များပါတယ် sharing လေ့ကျင့်တဲ့နီလန်းလေးပေါ့နော်ဆိုတော့ sharing လေ့ကျင့်လို့ရဆိုရင်အထက်က script လေးတွေကိုစကားပြောတဲ့လူကဘယ်နေရာတွေမှာ live ဖြတ်သွားလဲကိုယ်ကအတိုင်း live ဖြတ်လို့ရတယ် or ကိုယ်က audio နဲ့မပါဘဲနဲ့ကိုယ်တယောက်တည်းလေ့ကျင့်ချင်တယ်ဆိုရင်လည်း sure so passage တစ်ခုယူလိုက်ပြီး င်ဘယ်နာမှလိုက်ဖျက်ရမလဲကိုကတော့ကိုလိုက်ဖျက်အဲအဲ့လိုဖျက်တော့ပြီးပြီဆိုရင်အဲ့ဒီအဖျက်တော့တခုမရောက်မချင်းကိုကစကားမနာရမ်းပြောပြီးမှနှစ်ခုသုံးခုပေါင်းဝကြအစနဲ့အဆုံးထိမမရက်တမ်းပေါ့နော်စကားပြောနိုင်ဖို့လေ့ကျင့်ပြီးပေါ့နော်ဒီလိုမျိုးနည်းနဲ့အာဒါ fluency ဘိုင်းလေ့ကျင့်လို့ရတယ် and တတိယကျတော့ filler sound တွေအရင်ပြောတတ်တာဒါ fluency အားနည်းရလက္ခဏာတွေထဲမှာပါတယ် filler sound တွေဆိုလို့အအဓိပ္ပာယ်မရှိတဲ့ဟိုအတန်တွေကွာဟိုစကားလုံးတွေဖြစ်မယ်တခါလေဟို you know တော့ like တော့ like more tap your. Pido ah. อืมมอดาပြောတယ်အဲ့လိုမျိုးဟာတွေလေဒီဟာတွေကဘာအတိတ်ပဲမှမရှိဘူးဟိုးတောင်ပါတည်းရဲ့ဘာအတိတ်ပဲမှမရှိဘူးဒါပေမဲ့ဒီတိုင်းပဲဘာပြောမှမသိလို့ပြောပြောဖြစ်တဲ့ဟာတွေပေါ့နော်ဒီလို feller sound တွေကိုပြောတတ်တဲ့အချင်းရှင်အာနာရှဘာလဲဆိုတော့ကိုယ့်ကိုယ်စကားပြောတာ fluent ဖြစ်တယ်လို့ခံစားနေရတာမျိုးတကယ်တော့ဟိုဂျားထဲမှာအဆက်ပြတ်နေရတယ်ကိုကိုယ်ရန်တော့တတိမထားမိဘူးဆိုတော့အဲ့လိုမျိုး feller sound တွေရှိနေသေးသေးရေစကားပြောတာ fluency ပဲအာနဲနေလိမ့်မယ် or fluent ဖြစ်ဆိုတာချွတ်ချွတ်ပြောဖို့ကြိုးစားရင်တစ်ဖက်လူကနားလည်တော့မှမဟုတ်အဟူဟာနဲ့ရှုပ်ရှားရခန့်နေမှာဆိုတော့ feller ဆောင်တွေဖြတ်ပေးပါဒါမှစကားပြောပို့ပြီးတော့ချောမွေးနေလိမ့်မယ် and final symptom ကတော့ repetition ဖြစ်ပါတယ်စကားကို ထလဲလဲပြင်ပြန်ပြောနေတာ like ပြောပြီးသားစကားကိုပါဟိုပြောခဲ့ပြောခဲ့ပြီးသားစကားကိုပေါ့နော်အဲ့စကားကိုပဲဟိုထက်ခါတလဲလဲဟိုထက်တလဲလဲပေါ့နော်အမ်ပြောပြောနေတာလို့ပြောနေခဲ့ပြောနေတာပေါ့အဲ့လိုမျိုးကစကားတစ်ခုကိုထက်တလဲလဲပြောတာတခါလေဝကြရှစ်ဆက်မသွားဘဲနဲ့တနည်းရက်သွားပြီးပြီးအနောက်ကအဲ့ဝကြအစားနေပြန်ပြန်လာပြီးတော့မှပြောတာမျိုးဒီလိုမျိုးတော့ repetition နေလောက်ချင်ရလဲပဲ fluency အားနဲ့ချက်ရဲ့လက္ခဏာလို့ပြောလို့ရတယ်ဆိုတော့ဒီလက္ခဏာလေးခု learner တို့မှာကင်းစင်နေလားတကယ်လို့မကင်းစင်နေဘူးတခုခုနဲ့ညှိနေရဆိုရင်အဲ့ ဲ့ဒီအားနေချက်ကိုတိုက်ရိုက်ကုစားတော့ပြုပြင်ဖို့လိုမယ်။နောက်ပြီးတော့ဒါမှ speaking က next level ရောက်မှာဖြစ်ပါတယ်။ and fluency လေ့ကျင့်ဖို့နောက်ထပ်နည်းလမ်းလေးတွေကတော့ shadowing method နဲ့လေ့ကျင့်လို့ရတယ်။တနည်းအားဖြင့်ဆောရပဲပြောနေခဲ့တဲ့ဟာလေနော် speaker ပြောတဲ့ဟာကိုကွာနောက်ကနေလိုက်လိုက်ပြောခြင်းဒီနည်းလမ်းလေးတွေရှိတယ်။အခုပြောတဲ့စကားကို record လုပ်လို့ရတယ်။ဒီဥစ္စာလည်းမိုက်တယ်။ဟိုသူကကျတော့ကွာဟိုတယောက်တည်းစကားပြောရဖြစ်ဟိုတငယ်ချင်းနဲ့စကားပြောရဖြစ် um ကိုယ့်ရဲ့စကားပြောတဲ့အခန်းလေးပဲပေါ့နော်9မိနစ်ဟော3မိနစ်စာလောက်3မိနစ်တော့များ9မိနစ်စာလောက်ဆိုရင်လွန်လောက်တယ်ကွာတလားအဲ့ဒါလေးကို record လုပ်ထား လား voice recorder နဲ့လေ record လုပ်ထား because စကားပြောတဲ့အခါတော့ view side မနေနဲ့လွတ်လပ်ပြောဒါပေမဲ့ record လုပ်အဲစကားပြောလို့ပြီးသွားပြီဆိုတဲ့အခါကျရင်အဲ recording ကိုပြန်နားထောင်ကြည့်အဲထဲမှာဆွမ်းနာကပြောခဲ့တဲ့ fluency အာအနယ်ရဲ့လက္ခဏာ၄ခုထဲမှာဘယ်ဘယ်ဟာလေးတွေတွေ့လဲအဲတွေ့ရဆိုရင်အဲ့ဒါလေးတွေကိုပြုပြင်ဖို့လိုမယ် ဟုတ်ပြီနော်ဆိုတော့ပြပြင်ဆိုတော့ဘယ်လိုပြပြင်ရမလဲဆိုတာရှိအောင်မယ်အဲ့ဒီစကားကိုပဲကိုတယောက်တည်းပြန်ပြောဒါပေမဲ့အဲ့ဒီအာအနေချက်လေးတွေမပအောင်စူးစမ်းပြီးပြန်ပြောပေါ့အဲ့လိုမျိုးနီးနဲ့လေ့ကျင့်လို့ရတယ်အချိန်တော့ပေးရပါတယ်ပြပြချင်းလေ့ကျင့်ယူရင်လုပ်လို့ရတယ် and ကိုယ့်ရဲ့ speaking ကို next level မရောက်အောင်ဆွဲချနေတဲ့အရာတွေထဲမှာ vocab အာနေချက်တွေလည်းရှိတတ်တယ်အစင်ကိုက vocab အာနေလို့ဆိုရင်တော့ vocab ကိုလည်းသိလာဖို့လိုမယ်ဒါမှလည်းကိုက speaking next level ရောက်မှာမဟုတ်ရင်ဒီညမှာတန်းနေလိမ့်မယ်ကွာဆိုတော့ vocab က um ဘယ်လို vocab တွေလေ့လာရမလဲပေါ့နော်ဒီလိုလေဟိုလေ့လာစရာ vocab တွေတော့များတယ်ကွာအဲ့တော့တွေးကြရလေ့လာလို့လည်းအဆင်ပြေဆိုတော့ဦးစားပြီးမှရမယ်ဘယ်လိုစကားစကားလုံးနေဦးစားပြီးမလဲဆိုတော့ကိုစကားပြောတဲ့အခါမှာ အဲတုံးလို့ရမယ့်စကားလုံးတွေဥစားပေးပြီးလေ့လာမယ်ပြောချင်တာကိုကဟိုခဏနေစကားပြောမယ့်အကြောင်းအရာ topic တခုသိထားရဆိုပါဆိုဆိုတော့အဲ့ topic နဲ့ပတ်သက်တဲ့ vocab တွေရှာဖွေပြီးလေ့လာအမ်ဘလို့ရှာရမလဲဆိုတာမတိရတတ်ဘူး maybe line မှာရှာလို့ရခေါင်ရမယ် AI တွေကိုမီးလို့ရခေါင်ရမယ်အဲ့လိုမှမလုပ်တတ်သေးဘူးဆင်ရင်အဲ့အဲ့ဒီအကြောင်းအရာအဲ့ဒီ topic နဲ့ပတ်သက်တဲ့ sound bar တွေ audio တွေကိုရှာဖွေပြီးတော့နားထောင် နောက်ထပ်အရေးကြီးတာတစ်ခုက verb လေ့လာခြင်းနဲ့အသုံးပြုခြင်းကိုတစ်ခါတည်းဖြစ်ပါစေပြောချင်တာလေ့လာစရာရှိတာလေ့လာလိုက်တယ်ပြီးတော့အသုံးချဖို့မကြိုးစားဘူးဆိုရင်ဒါဘာမှထူမှာမဟုတ် because လေ့လာခြင်းနဲ့အသုံးချခြင်းကတစ်ခါတည်းဖြစ်နေမှရမယ်လေ့လာတဲ့ verb တွေကိုလည်းစကားပြောတဲ့အခါရအောင်ထုတ်တော့အဲစကားပြောတဲ့အခါအသုံးဝင်တဲ့စကားလုံးတွေကိုပဲလေ့လာလေ့လာနေစမှာလည်းပဲစကားလုံးတွေတစ်ခုစီလေ့လာတိုင်းမှာဒီစကားလုံးကငါဘယ်အချိန်မှာသုံးလို့ရလဲဆိုရဲအဲအဲ့သုံးလို့ရတဲ့အချိန်နေနဲ့တော့တစ်ခါတည်းတွဲမှတ် all right ဆိုတော့ဘယ်အချိန်မှာတုံးလို့ရလဲဆိုတော့တောက်လျှောက်ထိုင်မင်းနဲ့ထိုင်ရှာဖွေနေပြောချင်တာစကလုံးကိုရှာမယ်အတိတ်ပဲကိုရှာမယ် dictionary ကပြီးထားဥပမာဝကြလေးတွေကိုမှတ်မယ်အလောက်နဲ့မတင်းနေပါနဲ့အဲ့လိုလုပ်မဲ့အစားဒီစကလုံးကိုကိုကိုရိုင်းတုံးလို့ရတဲ့အချိန်တွေဘာတွေရှိလဲရအောင်စဉ်းစားအချိန်ကြာကောင်းကြမယ်ဒါပေမဲ့အဲ့ဒီအတွက်ပြီးရတဲ့အချိန်ဟာတကယ်တန်တယ်ဒါမှအဲ့ဒီစကလုံးကြီးကပါဇက်ဖြောက်ရောက်မယ်ဒါမှလည်းတော့ vocab ပိုင်းကျွဲပါမယ်ဒါမှကိုက speaking ကို next level ရောက်နိုင်မှာဖြစ်ပါတယ်အဲနောက်ထပ် another ချက်က grammar ဘိုင်းဆိုင်ရာရှိနိုင်တယ် like the grammar ဘိုင်းအားနဲ့လွတ်လည်ပဲ learner တို့ရဲ့ speaking ကိုဆွဲချနေတာဖြစ်နိုင်တယ် grammar ဘိုင်းဆိုင်ရာအားနဲ့ချက်ဆိုရတဲ့အခါမှာအထူးသဖြင့် grammatically accurate sense တွေကိုသုံးနိုင်ခြင်းကတော့ဒါပထမအရေးကြီးပါဘောနော်ပြောချင်တာဟိုစကားပြောတဲ့အခါ grammar အမှားမလုံမိစေဒါပထမဦးစားပေးလို့ပြောလို့ရတယ် and ဒုတိယဘိုင်းဆိုင်ရာကျတော့ဟိုနည်းနည်းလပ်ပါတဲ့ကောင်းတဲ့ဝကျပုံစံလေးတွေကိုသုံးအသုံးပြုနိုင်ဖို့ကြိုးစားမှာပေါ့ and သူတို့ကျတော့ကျွန်တော်တို့အချိန်တော့နည်းနည်းပေးရဖို့လိုတယ်ပထမတစ်ချက်အနေနဲ့ grammar တွေကိုလေ့လာဖို့လိုမယ်တစ်ဆက်တည်းမှာဟိုစာရီဖတ်ရင်းနဲ့ဝကျပုံစံအသုံးတော့ င်းကောင်းလေးတွေတွေ့တယ်ဆိုရင်အဲ့ဒါလေးတွေကိုမှတ်ထားဖို့လိုမယ်အဲမှတ်ပြီးပြီဆိုရင်တည်တဲ့အတိုင်းပဲသူ့ကိုအသုံးချဖို့ကြိုးစားမယ်အသုံးချလို့ရမယ့် grammar တွေကိုလေ့လာပါ and grammar တွေကိုလေ့လာပြီးပြီဆိုရင်လည်းအသုံးချပါလေ့လာနေစမှာလည်းအသုံးချဖို့အတွက်ပဲကြံစီနေပါတခုခုကိုလေ့လာလိုက်တိုင်းဒီဟာကဘယ်အချိန်မှာသုံးလို့ရမလဲဆိုတာကိုအမြဲတမ်းထိုင်စဉ်းစားနေအဲ့လိုမျိုးပုံစံအချိန်ယူပြီးတော့မှလေ့ကျင့်သွားမယ်ဆိုရင် grammar ပိုင်းဆိုင်ရာအားကောင်းလာလိမ့်မယ် and ဒီနေရာမှာ grammar နဲ့ပတ်သက်ပြီး learner တို့တခုအကြံပေးချင်သေးတာဘာလဲဆိုတော့အမ်စကားမပြောခင် က်မှာအာ grammar အကြောင်းအရင်စဉ်းစားပြီးမှစကားပြောတာ or စကားပြောနေစမှာ grammar အကြောင်းစဉ်းစားပြီးတော့ပြောတာတွေမလုတ်သင့်ပါဘူး um အထူးသဖြင့်အစပိုင်းမှဆိုရင် learner တို့တော့ဒီဥစ္စာဟာ fluency ကိုစိုးစိုးဝါးအနေစီတဲ့အရာဖြစ်တယ်ပြောချင်တာစကားပြောရင်အမားပါမှာဆိုလို့ဆိုပြီးတော့မပြောခင်အရင်စဉ်းစားလိုက်တာအစဆုံးစဉ်းစားပြီးမှမြန်မာလိုစဉ်းစားပြီးမှ maybe english translate လုပ်တာဖြစ်ဖြစ် or ဝါကြတစ်ခုလုံး english ကိုအရင်စိတ်နဲ့ပြောကြည့်ရအမားပါလားမသိဘူးကြည့်လိုက်တယ်ပြီးမှပြောတာတွေ or စကားနည်းနည်းပြောလိုက်ပြင်ထပ်စွန်းစားလိုက်နည်းနည်းပြောလိုက်ထပ်အမှားပြင်လိုက်လို့တာမျိုးမလုပ်ပါနဲ့ဒါ fluency ကိုစိုးစိုးဝါထိခိုက်စေပါတယ်အဲ့တော့စကားပြောတဲ့အခါတော့ပြောတတ်တယ်လို့ပြောလွတ်လပ်လပ်ပြောကိုယ့်ကိုယ်ကို control မလုပ်နဲ့ maybe စောင့်ကြည့်လို့ရတယ်တော့က စကားပြောတဲ့အခါလွတ်လပ်ပြောဒါမှဟိုထိန်းချုံမှုဘာမှမပေါဘူးဒါမှငါဒီလိုပြောလိုက်တယ်ဒီလိုတုံးလိုက်တယ်ငါဒီနေရာမှာမာဝါတယ်ငါဒီနေရာမှာမာဝါနော်အော်โอเคတတိထားလိုက်မယ်အဲ့လိုမျိုးလေးပဲစောင့်ကြည့်မှုပဲလုပ်ပေးအမားပြုတ်ပြင်ခြင်းကိုတီးတန်းကိစ္စထားမယ်တခြားချိန်မှာလုပ်မယ်စကားပြောနေစဉ်မှာဟို grammar အကြောင်းအရင်စဉ်းစားပြီးပြောတာမျိုးကအရန် pressure များတယ် grammar အယုံဆိုင်လွန်ရဲ့အကြောင်းအရာတွေ vocab ဘိုင်းတွေအားနေသွားလိမ့်ရှေ့ဆိုတော့လွတ်လပ်ပြောစောင့်ကြည့်လို့ရတယ်တကယ်လို့စောင့်ကြည့်ရတာခက်တယ်ဆိုရင် record လုပ်လိုက်ဆိုတော့ sona က fluency ဘိုင်းမှာလည်း record လုပ်ခိုင်းခဲ့ဆိုတော့အခုပေါင်းပလိုက်လိုက်ရအောင်ကွာတဘောကဟိုကိုယ့်ရဲ့စက ကားပြောခန်း1မိနစ် or 3မိနစ်စာလောက်ကို3မိနစ်ဆယ်များတယ်လို့ပြောခဲ့တည်ရယ်အဲ့ဒါကို record လုပ်မယ်ပြီးတော့ပထမဆုံး fluency အားနည်းစေတဲ့လက္ခဏာတွေအမှမြင်ခဲ့ရလားလိုက်ရှာမယ်မြင်ခဲ့ရတယ်ဆိုရင်အဲ့ဒါလေးတွေကိုမှတ်သားမယ်ပြုပြင်မယ်တစ်ဆက်တည်းမှာ grammar နဲ့ပတ်သက်တဲ့အားနည်းချက်တွေရှိခဲ့လားအမားတွေရှိခဲ့လားအမားလေးတွေတွေ့တယ်ဆိုရင်လည်းပြန်ပြုပြင်လိုက်မယ်အမ်ပြုပြင်ပြီးတဲ့နောက်မှာ ဲ့ဒီစကားကိုပဲပြန်ပြောအစအဆုံးဒါပေမဲ့ဒီတစ်ခါကျတော့အဲ့ဒီ grammatical mistake မပါတော့အောင်ပြန်ပြောမယ် and အမှမှာဝကြအတုံးတုံးကောင်းလေးတွေတုံးလို့ရတဲ့အခြေအနေလေးတွေ့ရဆိုရင်လည်းရအောင်တုံးလိုက်ပေါ့အဲ့လိုမျိုးနီးနေလေ့ကျင့်ဖို့လိုရဲဆိုတော့တတိထားမိမှာပါအခုထိကျွန်တော်ပြောနေတဲ့အခါမှာပေါ့နော် speaking လေးတိုးတက်ဖို့အတွက်တနည်းအားဖြင့် next level ရောက်ဖို့အတွက် learner တို့အဓိကလိုရမယ့်အရာနှစ်ခုရှိတယ်လို့ပြောလို့ရတယ်ပထမတစ်ခုကျတော့မပြောခင်ကြိုတင် ပြင်ဆင်ပြီးမှပြောမယ်ဒါနအချက်အလက်တွေရှင်းပြမယ်ကြိုတင်ပြင်ဆင်မှလည်းစကားပြောတဲ့အခါအဆင်ပြေတယ်အမ်ညမကြာခဏပဲတလားစကားကိုလက်တန်းပြောပြီးတော့တိုးတက်မှုကိုကျတော့ရည်ရချက်ရှိရှိရလာ ဖို့မျှော်လင့်ကြတာမဖြစ်ဘူးစကားတုံတယ်လို့ပြောရင်တိုးတက်မှုလည်းကျုံတယ်လို့ဖြစ်မယ်တဘောကစက္ကန့်တွဲရင်စကားပြောရကောင်းတယ်စက္ကန့်မတွဲရင်စကားပြောမကောင်းစင်စက္ကန့်ပေါ်မှာမူတည်သွားတယ်စက္ကန့်ကအာမမွေးပါနဲ့အချက်စားလိုက်ပါပို့ကောင်းမယ်စက်ဖောက်ဆိုရင်ပို့လို့တော့အရသာရှိအောင်မယ်ထင်တယ်ကာလသာဟင်တိတ်ကောင်းတာမျိုး but sorry but အပြင်ဆင်ပြီးမှပြောပါဒီဥစ္စာအသက်ဖြစ်တယ်ပြီးတဲ့နောက်မှာစကားပြောတဲ့အခါ record လို့ ကိုကို record လောက်စောင်းကြည့်မဟုတ်ရင် record လောက် record လောက်ပြီးရင်အဲ့ဒီမှာရှိတဲ့ recording ထဲမှာတွေ့တဲ့ကိုရအာဏာချက်လေးကိုပြုပြင်ဒီလိုမျိုးလေးသွားမယ်ဆိုရင်အာ speaking မှာကိုသတိမထားမိတဲ့အာဏာချက်လေးတွေပါအစသတိထားမိမယ်ဆိုရင်ပြုပြင်ရတာလွယ်သွားမယ်ပေါ့နော်ဒီတစ်ခါ ကိုယ့်ရဲ့ speaking တိုးတက်မှုကိုစွဲခြားတတ်တဲ့နောက်ဆုံးအားနည်းချက်လို့ပြောလို့ရမယ်။အဲ့ဒါကအတန်ထွက်ပိုင်းဆိုင်ရာဖြစ်တယ်။စကားပြောတာတော့တော်တော်လေးကျင့်နေရတယ်။ဒါပေမဲ့သူက speaking ကြီးကဟိုတိုးတက်မှုမရှိနေဘူးပေါ့နော်။လွန်ခဲ့တဲ့နှစ်လလောက်တော့လည်းဒီပုံစံအခုလည်းဒီပုံစံဆိုရင်အတန်ထွက်အားနည်းလို့ဖြစ်မယ်။ဒါဆိုရင် speaking ကြီးပဲထိုင်ကျင့်နေရုံနဲ့ဘာမှထူးမှမဟုတ်ဘူး။အတန်ထွက်အားနည်းချက်ကိုပြုပြင်တော့ဒါမှလည်းကွာအရှိရောက်မှာဟုတ်တယ်။မဟုတ်ရင်ဒီနားမှာတင်အဝဲလဲလဲဖြစ်နေမယ်။နင်းထိုင်ဝဲလဲလဲဆိုတော့တတိရပါရတယ်။ဒါနဲ့ကိုယ်နဲ့မဆိုင်ပါဘူးလေ။ Speaking လေးကျင့်ပြီမယ်။ကိုယ့်ရဲ့ speaking ကတိုးတက်မှုမရှိဘူး။ဒီနားမှာ တင်ကိုတတ်နေတယ်လို့ခံစားနေရတယ်ဆိုရင်ကိုယ့်ရဲ့အတန်ထွက်ပိုင်းဆိုင်ရာဘယ်လောက်ထိကောင်းနေလဲဒါကိုလည်းတစ်ချက်ကြည့်ပေးပါအတန်ထွက်အားနည်းနေရဆိုရင်တော့အတန်ထွက်ပြုပြင်ဖို့လိုတယ်အတန်ထွက်ပြုပြင်ဖို့အတွက်နီလန်နှမျိုးရှိရပြောရမယ်ပထမတစ်ခုကျတော့ um literally ကျအောင်ပေါ့နော်ဒါပေမဲ့လေ့ကျင့်ဖို့နီလန်းတစ်ခုပြောပါရစေပထမတစ်ခုကတော့ free material တွေနဲ့လေ့ကျင့်တာပေါ့နော် and အဲ့ဒါတွေကိုကျွန်တော်ရဲ့ YouTube channel မှာအများကြီးတင်ထားပေးရရှိရ like ကျွန်တော်ရဲ့ YouTube channel Zenith English Academy လို့ရိုက်ရှာလိုက်ဗျာအမှ playlist ထဲဝင်လိုက်အမှ phonetics နဲ့ pronunciation ဆိုပြီးတော့ playlist တခြားနှစ်ခုရှိရအဲ့ဒီထဲမှာကျွန်တော် phonetics လေ့ကျင့်ဖို့အတွက်နီလန်းနေအများကြီးမျှဝေပေးထားရှိရနောက်ထပ် oh learning tips ဆိုရဲ um playlist လည်းတခြားရှာကြည့်ပါအမှလည်းအတန်ထက်နဲ့ပတ်သက်ပြီးလေ့လာစရာလေ့ကျင့်ဖို့နီလန်းလေးတွေကျွန်တော်မျှဝေပေးထားရှိရ and အဲ့ဒီဟာလေးတွေနဲ့ free လေ့ကျင့် လို့ရတယ်အဆင်ပြေတယ် or တင်တန်းတက်လို့ရတယ် and တင်တန်းတက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့တင်တန်းတက်ပါဘာအတီပြောတာပါဘာလို့လဲဆိုတော့လေ class တက်မယ်ဆိုရင်ပေါ့နော်တကယ်ကောင်းတဲ့တင်တန်းတက်ဖို့လိုတာကိုမဟုတ်ဆိုတင်တန်းတစ်ခုကမကောင်းသွားဘူးဆိုရင်ဗျာအချိန်ကုန်တယ် ပတ်စံကုန်နဲ့ပြီးတော့ကိုတကယ်တက်ချင်တဲ့ fanatics လည်းမတက်တော့ဆိုတော့မတန်ဘူးလေနော်ဆိုတော့အဲ့လိုမျိုးမဖြစ်စီဖို့တော့ကျွန်တော်ကတကယ်ကောင်းတဲ့တန်တန်ကိုယူတက်ဖို့လိုရဲအဲ့တော့ fanatic class တကယ်ကောင်းတဲ့မကောင်းဆိုတော့ဘာကိုကြည့်မလဲပေါ့နော်ပထမတစ်ခုကတော့တင်ပြီးတဲ့တင်အရာတွေတကယ်ကောင်းနေဖို့လိုရဲပြောချင်တာ Leonardo တကယ်လိုအပ်တဲ့အရာတွေကိုတင်ပြီးဖို့လိုရဲမကြာခဏဆိုသလိုဟို fanatic စာအုပ်တစ်ခုခုမှရှိတဲ့အရာတွေကို chapter အစင်းလိုက်တင်ချပလိုက်တာမျိုး it doesn't work for you and မကြာခဏတွေ့ရလိမ့်မယ် Fnatic course တွေမှာသူတို့ရဲ့ဟိုအဓိက key component က IPA ဖြစ်နေလေရှိရ and IPA က Leonardo အတန်ထွားအာနာချက်ကိုကုစားပေးမယ်တကယ်တော့ချက်မဟုတ်ဘူးလေ ဲ့ဒါကြောင့်လဲမတို့အတန်ထွက်အာနယ်ဆယ်ဖြစ်နေကြလေအရာဟို IPA ဒါလိလာလို့အတန်ထွက်ကောင်းကြီးဆင်ရဒီချိန်မှာတော်တော်များအတန်ထွက်တော်ကောင်းနေပြီသားဖြစ်နေမှာ because we all know IPA ya အဲ့တော့ပြောချက်တာ IPA ကအတန်ထွက် Leonardo ရဲ့အတန်ထွက်အာနယ်ဆယ်ကိုကုစားပြီးမှတော့ချက်မဟုတ်အဲ့တော့ဘယ်အရာကတော့ချက်လဲဆိုတာတည်တဲ့လူအသင်ပေးမှရမှာဟုတ်ကျွန်တော်သိတယ်ဗျ I'm sorry but အတီးပြောတာဒါကတစ်ခုပေါ့နော် and ဒုတိယတစ်ခုကျတော့ fanatics ကိုဘာလို့လိလာနေတာလဲဆိုတာတည်ဖို့လိုတယ် ဒါမှလည်းဒီ course ကထီအောင်မှာဟိုတီဖို့ဆိုတဲ့အခါနှစ်ဦးနှစ်ဖက်ဆိုတော့ဟိုတင်ပေးတဲ့လူကလည်း Fnatic ကို Leonardo ဘာလို့တင်ယူရမယ်ဆိုတာတီဖို့လိုတယ် and တင်ယူရတဲ့ Leonardo ကလည်း ိုက Fnatic ကိုဘာလို့လေ့လာမှာလဲဆိုတာသိဖို့လိုရဲဒါမှလည်းအပိုလိုမရှိကွက်တီတင်ပြီးနိုင်မှာပြောချင်တာမကြာခဏ Fnatic ဆိုလို Fnatic တော့တက်ပလိုက်တယ်ပြီးတော့ဘာလို့မှမသိဘူး Fnatic တဲ့ရင်အတန်ထွက်ကောင်းမလို့လို့ speaking ကောင်းမလို့လို့တော့ကြားဘူးရဲတင်ပြီးတဲ့လူကလည်းဟို Fnatic course တွေတက်ချင်ကြတာကြာလို့ Fnatic course တော့ဖန်တီလိုက်တယ်ပေါ့အဲ့တော့နောက်ဆက်တွဲကဘာဖြစ်လဲဆိုတော့ပထမတစ်ချက်တင်ပြီးတဲ့အရာတွေဟာဘောင်ဝင်တဲ့အရာတွေ like တကယ်တမ်း Leonard တို့မလို့အပ်တဲ့အရာတွေတင်ပြီးနေရရှိရဲ or မလို့အပ်ဘဲနဲ့ရှုပ်ရှက်ခံအောင်လုပ်မိသွားတာတွေရှိရဲပြောချင်တာဟို care care set terminology တွေကအခေါ်အော်ရီကိုတင်ပြီးတာတွေအဲ့အရာတွေက နားလျှောက်တာပဲအဖတ်တင်တယ်။သုံးလုံးမမရတာ။ပြီးတော့ Leonardo Fanari Course တက်ချင်တဲ့ main reason ကကျတော့အတန်အတွက်မှန်ကန်ဖို့အတွက်သူတို့ဖြစ်တော့ speaking anecha တွေရှိလို့အဲ speaking anecha ကိုကိုကကုစားဖို့ဆိုရည်ရချက်နဲ့အတန်အတွက်လေ့လာမှာ။ General ရဲ့ Fanari Course ကအခုလိုမျိုးတော့ Leonardo ရဲ့လိုအပ်ချက်ကိုကွက်တီကုစားဖို့ဆိုပြီးတော့မှဖန်တီးထားတဲ့ share ဖန်တီးထားတဲ့တင်ယူတွေဖြစ်ပါတယ်။ and တင်ကန်းစာအခု20ဝန်းကျင်လောက်ရှိမယ်။20ရှိမယ်ရ။အထက်လည်းပို့အောင်မယ်။ and တင်ကန်းစာတစ်ခုတစ်ခုကလည်းအနည်းဆုံး9ရွာလောက်ရှိတာမျိုးပေါ့နော်။ပြီးတော့တကယ်အ share ဖန်ဒီထားတဲ့တင်ရတွေဟုတ်တယ်ကွာဥမာဗီဒီယို quality တွေအားစ lower share ပေါ့နော်ဘာမှပြောစရာမရှိအောင်ကိုကောင်းအောင်ဖန်ဒီထားတာမျိုးကြော်ညာတော့နည်းနည်းများသွားပြီဒါပေမဲ့ တခုပြောပြရစီကိုယ်တန်တန်းမလို့ဒီလိုဒါ යි ပြောနေရမဟုတ်ဘူးလန်နာတို့တက်ကြည့်လို့ရတယ်စိတ်တိုင်းမကြဘူးဆိုရင်ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့လောက်ထိရောယုံကြည်မှုအပြင်းနဲ့ကျွန်တော်တို့ share ဖြစ်အောင်ဖန်တီးထားလို့ကို share လို့ပြောတာဗျာအာတော်တော့ပြီးထင်တယ်နော်ကြော်ညာနဲ့ပတ်သက်လာရင် Fnatic ကိုကိုယ်တိုင်လေ့ကျင့်ချင်လဲလေ့ကျင့်ပါအဆင်ပြေတယ်လေ့ကျင့်ဖို့နီလန်းနေကျွန်တော်တို့ကောင်းကောင်းမျှဝေထားတာရှိတယ်တကယ်လို့ class မတက်ချင်ဘူးအော် sorry တကယ်လို့ကိုက class တက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ class ကိုယူပါဦးစားပေးပြီးယူပါလန်နာတို့အတွက်တကယ်လို့အပ်တဲ့ class ဖြစ်တယ်ဆိုတာကိုယ်တိုင်တက်တဲ့အခါမှာတွေ့ရပါလိမ့်မယ် anyway ဗီဒီယိုတော့ကျွန်တော်ဒီမှာပဲရက်ပါမယ်ဒါပေမဲ့အနည်းပြန်ချုပ်ပြီးပြောရမယ်ဆိုရင်ကိုယ့်ရဲ့ speaking ကလေ့ကျင့်ပေမဲ့မတိုးတက်ပဲဒီနေရာမှာတင်တက်နေတယ်ဒီနေရာမှာတင်ခန့်နေတယ်ဆိုရင်အာ Leonardo မှာ speaking နဲ့ပတ်သက်ပြီးတော့ sorry speaking နဲ့မဟုတ်ပဲနဲ့တခြားနဲ့ပဲနဲ့ပတ်သက်တဲ့အားနည်းချက်လေးတွေရှိနေလို့အဲ့ဒီအားနည်းချက်တွေကကိုယ့်ရဲ့ speaking တိုးတက်မှုကိုဆွဲချနေတာဖြစ်နိုင်ပါတယ်ဆိုတော့အဲ့ဒီအားနည်းချက်တွေကိုဖြည့်ရှင်းဖို့အတွက်အကောင်းဆုံးနည်းလမ်းကိုလိုရင်းတွေ့ရှင်းပြောရမယ်ဆိုရင်တော့ကြိုတင်ပြင်ဆင်ပါစကားမပြောခင်အမြဲကြိုတင်ပြင်ဆင်ပါကြိုတင်ပြင်ဆင်ပြီးတော့မှပြောပါ and စကားပြောတဲ့အချိန်မှာ record လေးလောက်ပါကိုကိုစကားပြောလို့ပြီးသွားပြီဆိုရင်အဲ့ recording ကိုနားထောင်ပြီးတော့အဲ့ထဲမှာရှိတဲ့ကိုယ့်ရအာနယ်ချက်လေးတွေကိုရှာဖွေပါ and ပြုပြင်ပါတချို့အာနယ်ချက်တွေချက်ချင်းပြုပြင်လို့ရမယ်တချို့အာနယ်ချက်တွေကိုတော့နည်းနည်းအချိန်ကြာကြီးပြုပြင်ဖို့လိုလိမ့်မယ်ဥပမာ vocab အာနယ်ချက်မျိုးကအကဲ့သို့သော vocab ကဲ့သို့သောအာနယ်ချက်တွေအားဒါချက်ချင်းပြုပြင်လို့မရဘူးလေနော်ဆိုတော့အကြာကြီးလောရမယ့်အရာလေးတွေရှိရအဲ့ဒါကြောင့် vocab လေးတွေနည်းနည်းတော့လေ့လာဖို့လိုမှာပေါ့လေဒါလို့ဆိုရင်တော့သဘောပေါက်ပြီးထင်ပါတယ် and စသထဲမှာပေါ့နော်ဒီဗီဒီယိုကြည့်လို့သဘောကျခဲ့တယ် and ဒီလိုမျိုးသော content တွေနောက်ထပ် မျှဝေပေးစေချင်တယ်ရဲ့ဆိုရင်လည်း comment ထဲမှာ more လို့ရေးထားပေးပါเนาะ share more လို့ရေးပေးပါ please အဲဒါဆိုရင်ကျွန်တော်လည်းတင်ရတာပို့ပြီးတော့အားရှိရပါဘောเนาะ number 1အနေနဲ့ and number 2အနေနဲ့တကယ်လို့ learner တို့မှာ vocab ဘိုင်းအားနဲ့ချက်တွေ grammar ဘိုင်းအားနဲ့ချက်တွေ overall english အားနဲ့ချက်တွေရှိလို့ english တန်တန်းနေရှာနေရဆိုရင်လည်းကျွန်တော် class ကိုတက်ပါ ဒါကျွန်တော်အနေနဲ့ recommend အလုပ်ဆုံးတင်တာဖြစ်ပါတယ်။ uh because english and malayalam course ရှိတာ oh sure malayalam course အလုံးကြိုက်မှာထင်ပါတယ်။ and ဒီ course ရှိပါတယ်။အတန်ထပ်ပိုင်းအားနည်းဆိုရင်လည်းကျွန်တော်စီမှာပဲတက်ပေါ့နော်။အ english ကတက်ချင်ရဆိုရင်ကျွန်တော်စီမှာပဲလာတက်ပါအကောင်းဆုံးဖြစ်ပါတယ်။ last meet in the next video. bye bye